အားလုံးပဲမင်္ဂလာပါဥပါကျော်ဒူရီ YouTube Channel လေးရနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရယ်ကနော်အားလုံးပဲမင်္ဂလာရှိတဲ့နေ့ကလေးခင်းလေးပါအားလုံးပဲကျွန်တော်ရဲ့ live show video လေးတွေကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုနေတဲ့ကိုကိုမားတွေကိုအခုမှတွေးလို့မြင်လို့ဝင်ရောက်အားပေးတဲ့လူသစ်ကိုကိုမားတွေကိုအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်တော်တိုင်းကိုပါလို့ရဆန္ဒလေးတွေတလုံးတစ်ဝါးတွေပြည့်စုံကြပါစေလို့ကျွန်တော်ဥပါကျော်ဒူရီ YouTube Channel လေးရနေပြီးတော့ဆုမကောင်းလေးတောင်းပေးလိုက်ပါရယ်ဗျာနော် ဲအားလုံးပဲမင်္ဂလာရှိတယ်နေ့လေกินလေးပါအားလုံးပဲကျွန်တော်တို့ဒီတပတ်ကတော့နော်အားလုံးပဲသိတဲ့အတိုင်းပဲမနက်ပေးညနေထွက်နော်မနက်ပေးညနေထွက်ဘယ်နှကြိမ်ခံလာရပြီလဲ၃ည၈မှာတစ်ကြိမ်ခံလာရပြီအခု23မှာတစ်ကြိမ်ခံလာရပြီ23ဒီမနေ့ကတော့မနေ့ညနေကပေးတယ်ကနဟ23အခုဒီမနက်မှထွက်တယ်မနက်ပေးညနေထွက်ဖြစ်နေတယ် အဲ့တော့အားလုံးပဲတကယ်လို့ကျွန်တော်တို့မနက်ကပြီးထားတဲ့ငါးသုံးညဝမ်းကြီးလေးနဲ့ဒဏ္ဍာရီ6ကွယ်အဲ့လားလေးကိုမတင်ခိုင်းရင်ဒီညနေမှာလိုက်ပြီးတော့ကစားထားပါဘောနော်ဒီညနေမှာတော့ကျွန်တော်တွေးတာမြင်လာလေးကိုအားလုံးပဲခြားပြပေးမယ်အားလုံးပဲဒီတစ်ပတ်ကတော့ကျွန်တော်တို့နော်အားလုံးငါမတွေအဆင်ပြေမနေဘူးပေါ့နော်အဆင်ပြေမနေဘူးဆိုတာကဒီတစ်ပတ်မှာနှိမ့်လိုက်ကလေးတွေကလည်းထင်သလောက်ကျွန်တော်တို့နော်အဆင်မပြေခဲ့ဘူးပေါ့နော်အဆင်မပြေခဲ့ဘူးအဲ့တော့အားလုံးပဲ ကံကိုညံလေးနဲ့ရှင်ပြီးတော့เนาะကစားပါပေါ့เนาะကျွန်တော်တို့ကံကောင်းနေတဲ့အပတ်ကတော့အားလုံးပဲငါးခုငါးမတွေเนาะနေ့တိုင်းနေ့တိုင်းဒီပုံမှန်လေးပုံမှန်လေးတွားနေတယ်အဆင်ပြေတယ်ပေါ့เนาะဒီတစ်ပတ်ကတော့ကျွန်တော်တို့ကံလီကကိုယ့်ဘက်မှာမရှိဘူးမနက်ပေးညနေထွက်ညနေပေးမနက်ထွက်အဲအဲ့လိုလေးဖြစ်နေတယ်လိုင်းလေးကလည်းမကောင်းတော့ကျွန်တော်လိုင်းကလေးမလွှင့်နိုင်ဘူးဖြစ်နေတယ်เนาะလိုင်းမကောင်းရင်လည်းကျွန်တော်တို့ပြောတာတွေကအဆင်ပြေမနေဘူး အဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုလေးနဲ့ပဲတင်ပြလိုက်တယ်အဲ့အတွက်ကြောင့်အားလုံးပဲဗီဒီယိုလေးကိုစားစားနေအဆုံးပြီးဆုံးတိုင်အောင်လို့ကြည့်ပါเนาะအစင်မပြေသေးလို့မပေါက်သေးလို့မရသေးလို့ဆိုတဲ့ငါးခုငါးမတွေဒီတစ်ပတ်ကျွန်တော်တို့ဘယ်နှစည်းဆော့ပြီးပြီလဲငါးစည်းဆော့ပြီးပြီငါးချိန်မှာကျွန်တော်တို့39ဆိုတဲ့နေ့တိုင်းတစ်ချိန်ပဲရသေးတယ်ဗျာเนาะနေ့တိုင်းတစ်ချိန်ပဲရသေးတယ်ဇာတို့အခွဲဝင်သမားတွေတစ်ချိန်နေ့တိုင်းတစ်ချိန်နှစ်ချိန်ပေါ့เนาะနှစ်ချိန်ပဲရသေးတယ်အဲ့တော့အားလုံးပဲကျွန်တော်တို့เนาะ ပေါင်းမှဖြစ်မယ်အစဉ်ပြေမှဖြစ်မယ်ဆိုတဲ့ငါကငါမရီအားလုံးပဲကဲတရောင်းမကြံဝင်လာခဲ့မယ်ဒီညနေမှာပေါက်မယ်အားလုံးပဲပေါက်မယ်ရမယ်နော်လက်ဆောင်စာရိုးသမားတွေအတွက်ကိုလည်းဒီညနေဆက်ဆော့ပါနော်ဒီညနေဆက်ဆော့ပါလို့ကျွန်တော်မှာခြင်းပါတယ်အဲ့တော့ကျွန်တော်တို့30ရက်4လ2020နဲ့ငါဗုဒ္ဓဘူးနေ့ညနေ4နာရီဝယ်စီတွက်ဘိုင်ပတ်သီးသီးအားလုံးပဲ96ပတ်သီးဖြစ်ပါတယ်9ဘိုင်9ပတ်သီး 6ဘိုင်6ပတ်စည်းဖြစ်ပါတယ်အားလုံးပဲမန်လေးထဲမှာမှန်ပါเนาะဒီ9ဘိုင်9ပတ်စည်း6ဘိုင်6ပတ်စည်းဒီ site နေထားရဆိုလို့ရှိရင်ကျွန်တော်တို့ဒီညနေမှာမဖြစ်မနေစောသင်းတဲ့ဝမ်ကြီးထဲမှာပါတယ်ပတ်စည်းထဲမှာပါတယ်ပေါ့เนาะ9 6ပတ်စည်းကဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ9 6ဝမ်ကြီးဒီကျွန်တော်တို့အပင်ရေအားဖြင့်3ပင်4ပင်ကူပေါ့เนาะ4ပင်ကူ4ပင်ကူကိုမှာ ိုးချောက်ဒီတွေးတဲ့ site တိုင်းလိုက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့၅ပင်6ပင်လောက်ရှိပါတယ်ဒီကိုးချောက်ဒီအဲ့တော့ဒီညနေမှာဝိုင်းကြီးကန်ရတာပို့ပြီးတော့အရသာရှိတယ်ပို့ပြီးတော့အဆင်ပြေတယ်အဲ့တော့ကြောင့်အားလုံးပဲဒီညနေမှာကျွန်တော်တို့เนาะမိန်ခွက်ရွေးခွက်လေးတွေနဲ့အားလုံးပဲပေါက်ကြမယ်ရကြမယ်ဟုတ်5ဘိုင်5ဘတ်စီ6ဘိုင်6ဘတ်စီဖြစ်ပါတယ်5 6ဘတ်စီပါကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဏန်းလေးတွေစပြီးတော့မှတ်မယ်5နဲ့ပတ်သက်လို့ရှိရင်6 2 6 4 60 95ဖြစ်ပါတယ်6နဲ့ပတ်သက်လို့ရှင်62 64 60 95ဖြစ်ပါတယ်အားလုံးပဲမန်လေးထဲမှာမှန်ပြီပါ6ပိုင်6ပတ်စီနဲ့ပတ်သက်လို့ရှင်အားလုံးပဲမန်လေးထဲမှာမှန်ပြီမယ်6ပိုင်6ပတ်စီနဲ့ပတ်သက်လို့ရှင်62 64 60 65ဖြစ်ပါတယ်အားလုံးပဲเนาะ6နဲ့ပတ်သက်လို့ရှင်60 62 64 60 65ဖြစ်ပါတယ်အဲ့တော့အားလုံးပဲ9နဲ့ပတ်သက်ရင် မင်းရောကနန်း၄ခွက်ခြောင်းနဲ့ပတ်သက်ရင်မင်းရော၄၄ခွက်ပေါ့နော်အဲ့ထက်မှကျွန်တော်အကြိုက်ဆုံးမင်းအောကနန်း၂ခွက်ပေါ့နော်အလားကတော့၉ပိုင်၉ပတ်စီနဲ့ပတ်သက်ရင်၁ခွက်ရေ၆ပိုင်၆ပတ်စီနဲ့ပတ်သက်ရင်၁ခွက်ကေပေါ့နော်အဲအဲ့တော့အားလုံးပဲဒီတကွက်ကောင်းလေးကိုမပြောခင်ပေါ့နော်အားလုံးပဲအခု live show profile လေးကိုကြည့်နေတဲ့ကိုကိုမားရီအားလုံးပဲဒီတစ်ပတ်မှာအဆင်မပြေဘူးစင်ပြေစင်းလောက်မပြေဘူးကြည့်တယ်သဘောပေါက်တယ် အဲဒီကြောင့်အားလုံးပဲကျွန်တော်တို့မနေ့ပြန်ကြာသာပရီးမှာဖောင်းရက်ရှိပါတယ်เนาะကြာသာပရီးမှာဖောင်းရက်ရှိတယ်အဲဒီကြောင့်ကြာသာပရီးဖောင်းရက်ကိုနှောက်ပြီးတော့တောက်ကြနေ နောက်ဆုံးနေ့မှာเนาะကနန်းအကွက်အများကြီးလည်းမထိုးကျင်ဘူးเนาะကျွန်တော်ပြောတာရှင်းရှင်းလေးကနန်းအကွက်အများကြီးလည်းမထိုးကျင်ဘူးเนาะတကွက်ကောင်းနှစ်ကွက်ကောင်းနဲ့ထီထီမိမိလေးကစားကျင်နေဆိုတဲ့ကိုကိုမားတွေအားလုံးပဲကျွန်တော်တို့ရှေးလာမယ့်အပတ်เนาะရှေးလာမယ့်အပတ် ဦးမကျော်တရားရဂိုင်းလုံးဇာရိုးပတ်တီနဲ့ဝေကနန်းကိုအဖွဲလာဝင်တဲ့ကုကုမားတွေကိုတောက်ကြလေးမှာကျွန်တော်တို့တကွာကောင်းနှစ်ကွာကောင်းနဲ့ထီထီမိမိလေးကစားကျင်နေကိုကရှုံးကျွေးကြည့်တဲ့အမျက်ကလေးရကျင်တယ်ရှုံးကျွေးကြည့်ကျင်တယ်ဆိုလို့ရှိရင်အဖွဲ့ဝင်ကြီးတက်တောင်းဝဲနဲ့အဖွဲ့ဝင်လို့ရပြီဆိုတဲ့အကြောင်းကိုအခုဒီလိုက်ချိုးပြီးဖိုင်ကြီးကနေစပြီးတော့ကျွန်တော်အဖွဲ့ဝင်ခေါ်လိုက်ပါပြီအဲ့တော့အားလုံးပဲအဆင်ပြေတယ်เนาะ ဆိုတဲ့ကိုကိုမားတွေနော်လူသေးကိုကိုမားတွေလူပေါင်းကိုကိုမားတွေအားလုံးပဲအဖွဲဝင်လို့ရပါပြီကျွန်တော်တို့ထုံးစံအတိုင်းကြာတာပြီရှေ့ဘက်ကကြာတာပြီမှာကျွန်တော်လေးလုံးအခွေရှိတယ်အဲ့လီလေးလုံးအခွေတွေရမှာကျွန်တော်တို့အခွေကိုမစော့တော့ဘဲနဲ့တောက်ကြနေမှာကျွန်တော်တို့အားလုံးပဲထီထီမိမိလေးရအောင်ထီထီမိမိလေးပေါအောင်လို့လက်ဆောင်အနေနဲ့မိန်းနှစ်ကွက်ထုတ်ပေးထားပါတယ် အဲ့တော့တောက်ကြလေနေကုံစာမင်းဩနှစ်ကွက်ကရှေ့လာမဲ့အပတ်ဟူးမကျော်စာရူးပတ်စည်းတရားရဂိုင်လုံးနဲ့မွေးနှစ်ကွက်ကအဲ့လာကိုအဖွဲဝင်ကြီးတထောင်ခွဲနဲ့အဖွဲပြောင်းဝင်ထားလို့ရပါပြီเนาะအားလုံးကိုเนาะအဲ့တော့ကျွန်တော်ရဲ့အခုလက်ဆောင်စာရူးသမားတွေလည်းလက်ဆောင်ပေးထားတဲ့ကဏ္ဍလေးကိုဒီညနေဘော်ရူးနေ့ညနေဒီညနေအထိစော့ပါအားလုံးကိုမှာခြင်းနဲ့တေချာလေးကစားပါပေါ့เนาะအဲ့တော့တောက်ကြနေမှာ လက်ဆောင်မင်းနှစ်ကွက်နော်ကနန်းအကွက်အများကြီးလည်းမထိုးခြင်းဘူးနော်ကိုကကနန်းအကွက်နည်းနည်းနဲ့နော်တေးကြရရမယ်ကနန်းလေးတစ်ကွက်ကောင်းနှစ်ကွက်ကောင်းကိုပဲကစားခြင်းနဲ့ဆိုရင်တောက်ကြနေမှာလက်ဆောင်အနေနဲ့ကျွန်တော်မင်းအောနှစ်ကွက်ထုတ်ပေးထားမယ်နော်ရှေ့လာမယ်အပန်ဟူးမကျော်စားလို့ပတ်ဒီမွေးကနန်းမှာအပီအဖွဲဝင်ကြီးတထောင်ဝင်းနဲ့ကျွန်တော်အဖွဲဝင်ခေါ်ပေးပါပြီအားလုံးပဲအဖွဲဝင်မယ်ဆိုတဲ့ကိုကိုမားတွေကအခုဒီ live show video ဖိုင်လေးကိုတွေးပြီးဆိုတာနဲ့ကိုကအဖွဲဝင်ထားမယ်ဆိုလို့ရှိရင် အဖွဲ့ဝင်ကြီးတတောင်းဝင်းနဲ့ဝင်လို့ရပါပြီเนาะဖုန်းကတော့39 695 18033လို့39 695 18033လို့ဒီဖုန်းနံပါတ်ကြီးကျွန်တော်တို့ WKB Viber ရှိပါတယ်39 695 18033လို့เนาะဒီဖုန်းနံပါတ်ကြီး WKB Viber သုံးပါတယ် Viber ကနေဆက်သွယ်မယ်ဆိုတော့ကိုကမာရီက Viber မှာမွေရေးပြည်စာလေးပို့ပြီးတော့ဆက်သွယ်ပြီး နောက်ထပ်ဖုန်းနံပါတ်တစ်လုံးက39680844939ဒီဖုန်းနံပါတ်ဒီ KB တစ်မျိုးတည်းသုံးပါတယ်เนาะ Viber မရှိဘူး Viber ကနေဆက်သွယ်လို့အဆင်မပြေဘူးဆိုတဲ့ကိုကိုမာတွေကဖုန်းလေးဓာတ်ရိုက်ဆက်ပြီးတော့เนาะအဖွဲ့ဝင်ကြီးတပေါင်းခွဲနဲ့အဖွဲ့ဝင်မယ်လို့ပြောပေးပါမွေးကိုလုံးဝကြုံမလွဲပါနဲ့เนาะအဲ့တော့အားလုံးပဲဒီတစ်ပတ်မှာထင်သလောက်အဆင်မပြေခဲ့ဘူးတည်တယ်လာမယ့်အပတ်မှာ အစဉ်ပြေအောင်ဒီတောက်ကြနေမှာပေါ့နော်ဂျာတာဝေးဖောင်းတဲ့အတွက်တောက်ကြနေမှာတကွက်ကောင်းနှစ်ကွက်ကောင်းနဲ့ထီးထီးမိမိလေးကစားလို့ရအောင်လက်ဆောင်အနေနဲ့ကျွန်တော်ထုတ်ပြထားရဲအဲ့တော့အားလုံးပဲအစဉ်ပြေတယ်အဖွဲဝင်ပြီးတော့ဆော့မယ်ဆိုတဲ့ကိုကိုမားတွေအားလုံးပဲဖုန်းလေးဓာတ်ရိုက်ဆက်ပြီးတော့အဖွဲဝင်လို့ရပါပြီအဖွဲဝင်ကြီးတထောင်ခွဲနေပေါ့နော်ကဲဒါဆိုလို့ရှိရင်အားလုံးပဲအဖွဲဝင်မယ်ဆိုတဲ့ကိုကိုမားတွေကကျွန်တော်ပြောတာလေးကိုသေချာနားထောင်နားလည်ပြီးဆိုမှအဖွဲလာဝင်ပါ ျွန်တော်ကလည်းဒါရှုံများနေတဲ့ကိုကိုမားတွေအတွက်တောက်ကြနေမှာတစ်ကွက်ကောင်းနှစ်ကွက်ကောင်းလက်ဆောင်လေးထုတ်ပေးခြင်းလို့ကျွန်တော်ကြိုပြီးတော့ဒါအဖွဲ့ဝင်ခေါ်လိုက်တာပေါ့နော်အဖွဲ့ဝင်ခေါ်ပေးထားတာအဲ့တော့အစင်ပြေတယ်တပေါင်းဝဲနဲ့အစင်ပြေတယ်ကိုကဝင်ပြီးတော့ကစားမယ်ဆိုတဲ့အဖွဲ့ဝင်ကစားမယ်ဆိုတဲ့ကိုကိုမားတွေကဖုံလေးတိုက်ရိုက်ဆက်ကဲဒါဆိုရင်အားလုံးပဲကျွန်တော်နှိမ့်လိုက်ကလေးကိုပြန်သွားမယ်နေ့တိုင်းမှာဒီညနေမှာကတော့ပေါက်မှဖြစ်မယ်ရားမှဖြစ်မယ်ဆိုတော့ကိုကိုမားညနေမှာကျွန်တော်တင်ပေးတယ်မိန်းနှစ်ကွက်ပေါ့နော် အဲ့ဒီမိန်းနှက်ကွက်ကိုအားလုံးပဲတေးချလေးကစားပေးဖို့မှာခြင်းနဲ့အလားကတော့9ဘိုင်9ဘက်စီနဲ့ပတ်သက်လို့ရှိရင်မိန်းရော၄ဘက်ထုတ်ပေးပြီးပြီ6ဘိုင်6ဘက်စီနဲ့ပတ်သက်ရင်မိန်းရော၄ဘက်ထုတ်ပြီးပြီအဲ့တော့9ဘိုင်9ဘက်စီနဲ့ဆိုလို့ရှိရင်ငါ့ကိုငါမကြီးအဓိကထွားထိုးရမှာဒီ60တကွက်ကောင်းဖြစ်ပါတယ်6ဘိုင်6ဘက်ဒီနဲ့ပတ်သက်လို့ရှိရင်60တကွက်ကောင်းဖြစ်ပါတယ်60တကွက်ကောင်းရင်60တကွက်ကောင်းရင်ဖြစ်ပါတယ်အားလုံးပဲမှန်လေးတည်းမှမှန်ပြီပါ เนาะအခုကျွန်တော်ပြောပေးတဲ့ကဏ္ဍလေးတွေကိုအားလုံးပဲမန်လေးထဲမှာတရားမကြံဝင်ပြီးတော့ရေးပြပါအဖွဲဝင်မယ်ဆိုတဲ့ကိုကိုမာရီကဖုန်းနံပါတ်ကလေးကိုတိတ်မရှင်းအခု live show video file လေးအောက်မှာကျွန်တော်ဖုန်းနံပါတ်ကလေးကိုပင်ထောက်ပေးထားမယ်အားလုံးပဲအစဉ်ပြေမှယုံကြည်မှလက်တွဲပါနော်ကျွန်တော်တန်းထိုင်တော့အကောင်းဆုံးစူးစမ်းပေးတယ်ကျွန်တော်စူးစမ်းပေးထားတာလေးတွေကိုလည်းကိုကိုမားရီမြင်တဲ့လောက်မြင်တယ်တွေးတဲ့လောက်တွေးတယ်အမြဲတမ်းကြည့်နေတာဟုတ်တယ်နော်အဲ့တော့အားလုံးပဲအဆင်ပြေတယ်ဆိုမှဝင်ပါနော် ဖွဲ့ဝင်ကြီးတပေါင်းဝင်နဲ့ကဲအဲ့ဒါဆိုလို့ရှိရင်အားလုံးပဲကျွန်တော်ရဲ့ live show video ဖိုင်လေးတွေကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုနေတဲ့ကိုကိုမားတွေရောအခုမှတွေးလို့မြင်လို့ဝင်ရောက်အားပေးတဲ့လူသစ်ကိုကိုမားတွေရောအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်တော်တိုင်းကိုပါလို့ရဆန္ဒလေးတွေတလုံးတစ်ဝါးတွေပြည့်စုံကြပါစေလို့အားလုံးကိုဒီညလေးကနေပြီးတော့စုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်ဒီညနေမှာကျင်းစီเนาะကျွန်တော်ပြောချင်တာတစ်ခုကတော့ဒီညနေမှာကျင်းစီအောင်ဝဲခံနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ် เนาะအောင်ဝဲခံနိုင်လိမ့်မယ်လို့ထင်ပါတယ်အဲ့တော့အားလုံးပဲเนาะရှုံကျွေးကြီးကစားမလားအရင်ရောက်ကစားမလားအမျက်ကြံအောင်ကစားမလားဒါလေးပဲစဉ်းစားပြီးတော့ကစားပါအားလုံးပဲကဲအားလုံးပဲဘိုင်းဘိုင်းပါ